လို့မင်္ဂလာပါဒီနေ့မတင်လေးမှာမနေ့ကတိုင်းထားတဲ့ကိုတိုင်းလေးတွေကိုဒီနေ့တွက်မယ်နော်တွက်နည်းလေးတွေတင်မယ်ပြီးတဲ့ခါကျရင်ဘလိုပတန်ဆွဲမလဲပေါ့ပတန်လေးဆွဲကြမယ်နော်ကိုရက်ဖရင်ပတန်လေးဆွဲကြမယ်အဲ့ဒါလေးတင်ရအောင်နော်ဆိုတော့မတို့တိုင်းထားတဲ့အတိုင်းတွေမနေ့ကတိုင်းပြထားတဲ့အတိုင်းလေးတွေရတယ်ပေါ့ရလာတဲ့ခါကျရင်မတို့အဓိကကြားတဲ့အချက်တွေကဘာတွေတွက်ရမှာလဲဆိုလို့ရှိရင်ရင်းတွက်ရမယ်နော် ြင်ပက်လေကိုတွေ့ရမယ်ခါပက်လေကိုတွေ့ရမယ်နောက်တစ်ခါတင်ပက်လေကိုတွေ့ရမယ်နော်အဲ့အတွက်နီးလေးတွေကိုအမတွေ့ပြပထမဦးဆုံးကယင်နော်ယင်ယင်ပက်လေအမရဲ့အဖြေက80နှစ်မှ၄နော်84 84ကိုအမတို့ဒူးစီယံပေါင်းမယ်ဒူးစီယံပေါင်းလိုက်တော့86 86 86ရလာပြီဆိုတော့မှအဲ့ဒါကိုစားမယ်၄နဲ့၄နဲ့ဘာလို့စားမှလဲဆိုရင်အမတို့ကခန္ဓာကိုယ် လေးပုံရဲ့တပုံဝဲမလို့ပတန်ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီနဲ့စားတာเนาะစားလိုက်တဲ့အခါကျတော့27ဒသမ5ရရတယ်เนาะ27ဒသမ5ရရတယ်ရလာတဲ့အဖြေကိုကြတော့မှမတို့ကခြေချမ်းနောက်ချမ်းပြန်ခွဲတယ်เนาะခြေချမ်းနောက်ချမ်းပြန်ခွဲတယ်အဲ့တော့ B เนาะ F ဆိုပြီးတော့ဒီလိုမျိုးခွဲလိုက်တယ် B F ဆိုတာ B ဆိုတာကတော့နောက်ကျောကိုပြောတာ F ဆိုတာကတော့သူကရှေ့ရှေ့ချမ်းကိုပြောတာเนาะအဲ့အတွက်ကြောင့်သူ့ရဲ့အတူကောက် B ရဲ့ F ကဲဒီလိုမျိုးလေးနဲ့မအားမှတ်ထားလိုက်မှတ်ထားပြီးတဲ့ခါကြလို့ရှိရင်မတို့ကခန္ဓာကိုယ်ကြီးကိုဘေးဆောင်ကနေကြည့်မယ်ဆိုလို့ရှိရင်ရှေ့နဲ့နောက်နဲ့မှာမိန်းကလေးတွေမှာရှေ့ကအမြဲတမ်းကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာယဉ်ရှိလို့အဲ့အတွက်ကြောင့်သူ့ကိုရှေ့ကိုပေါင်းပေးမယ်အနောက်ကိုနောက်ထန်းကိုနှုတ်ပေးမယ်เนาะဘယ်လောက်နှုတ်မှလဲဆိုရင် 1cm เนาะအရှေ့မှာပေါင်းမှာကလည်း 1cm ပေါင်းပေးရမယ်အဲ့တော့မတို့စက်ထားလို့ရလာတဲ့27.5ကိုမတို့က နောက်ချမ်းကို1စီရန်နှုတ်မယ်ဆိုလို့ရှိရင်20ဒသမ5ပဲကျန်တော့မယ်နော်ခြေချမ်းကိုကြတော့မတို့ကပေါင်းပြရမှာဖြစ်တဲ့အတွက်1စီရန်ပေါင်းလိုက်တဲ့အခါကျတော့20နဲ့2ဒသမ5နော်ဒီလိုမျိုးရတယ်ဖြေရပြီဒီအခါကျလို့ရှိရင်ခါနော်ခါမှလည်းခါပတ်လည်းအဖြေကိုအနည်းကြီးလိုက်မယ်ခါပတ်လည်းအဖြေကအမရခါက80နဲ့3ခါက83နော် ခုနှစ်ဆက်သုံးဝင်ကြတော့မမတို့ကဘာမှမပေါင်းဘဲနဲ့သူ့ကိုအရင်ဆုံးစားလိုက်တယ်လေးနဲ့လေးနဲ့အရင်စားမယ်စားလိုက်တော့ရလာတဲ့အဖြေက16.25 16.25ရပြီးတော့မှသူ့ကိုနောက်ပေါင်းမယ်1ပေါင်းမယ်နော်1ပေါင်းတော့16.25ဖြစ်မယ်စကူတဲ့မှာ25ဖြစ်မယ် ရလာတဲ့19.25ကိုပြန်ခါကြဘာထပ်ပေါင်းအောင်လဲဆိုတော့ဒေါက်စာနော်ဒေါက်စာမဒေါက်စာဆိုပြီးတော့ဒေါက်တင်ဂီတာလေးပြမယ်သူ့ကိုဘလောက်ပေါင်းမလဲဆိုတော့3နော်3ပေါင်းလိုက်လို့ရှိလို့ရှင်သူ့ရဲ့အဖြေဘလောက်ရမှာလဲဆိုရင်တကယ်ရလာမယ့်အဖြေက20.25နော်20.25ရတော့မှအမတို့ခက်ဆိုးဆိုးရလို့ပဲနောက်ရှည်တဲ့နောက်ချမ်းခွဲလိုက်မယ်ရဲ့အဖြေ ြေချမ်းနောက်ချမ်းဖွဲလိုက်မယ်သူ့ကိုလည်းအဲ့လိုပဲ B ကိုနှုတ်ပြရမယ်1 CN နှုတ်မယ်ဆိုရင်ဒီကကြတော့20ဒသမ25ဒီအခါကျရင် F ကပေါင်းပြရမယ်1 CN ပေါင်းပြမှာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အခြေက23ဒသမ25နော်ဒါဆိုလို့ရှိရင်သူ့အခြေလေးရပြီဒီအခါနောက်တစ်ခုကဘာလဲဆိုရင်တင်ပတ်လေတင်ပတ်လေလည်းအဲ့လိုပဲတင်ပတ်လေကိုမရဲ့တင်ပတ်လေက 64နဲ့လေးเนาะ64ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကြတော့ပေါင်းမယ်1 cm ပေါင်းမယ်ဆိုတော့60နဲ့မှာ5 65ရပြီဆိုတော့မှသူ့ကိုစားမယ်လေးနဲ့စားလိုက်တဲ့အခါကျတော့23.5ရတယ်เนาะရလာတဲ့အဖြေကိုကြမှာကဆဆိုးရလို့ပဲ B ရဲ့ F ရဲ့ဖွဲ့မယ် ဖွဲမယ်သူ့ကိုကြတော့အပေါ်ရင်းနဲ့ပြောင်းပြန်နော်အပေါ်နဲ့ပြောင်းပြန်သူ့ကိုကြတော့သူခန္ဓာကိုယ်ကိုဒီဇိုင်းလေးကြည့်လိုက်မယ်နော်ခန္ဓာကိုယ်ရဲ့ဒီဇိုင်းအခြေအနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြင်ရမောက်မနေဘူးလားပြင်ဘက်ကမောက်တယ်နော်ဘိုက်ဘက်ကချက်နေရယ်နော်အဲ့လိုမျိုးမို့လို့အမတို့ကတင်ကိုကြတော့ပေါင်းပြရမယ်နော်အက်ကိုကြတော့ရှေ့ချမ်းကိုကြတော့မတို့နှုတ်ပြရမယ်နော်အဲ့ဒါကြတော့ဒီအပေါ်ရင်းနဲ့ပြောင်းပြန်နော်အဲ့တော့မတို့နောက်ချမ်းကိုပေါင်းပြရမှာဖြစ်တဲ့အတွက်ကြောင့်သူ1 CM ပေါင်းမယ် အဲ့မှာတင်ရန်ကြီးပြီးကောက်တဲ့လူဆိုရင်1.52တိအောင်မတို့ပေါင်းပေးလို့ရတယ်နော်ဆိုလို့ရှိရင်အကယ်၍2ပေါင်းမယ်ဆိုလို့ရှိရင် F မှာ2နှုတ်မယ်နော်ဒီမှာ2ပေါင်းရင်2နှုတ်မယ်ဒီမှာ1.5ပေါင်းရင်ဒီဘက်မှာ1.5နှုတ်ရမယ်နော်အဲ့ဒါလေးတစ်ချက်တတိထားပေးပါနော်အဲ့တော့အခုမှနောက်ချမ်းကိုမတို့ပေါင်းလိုက်မှဖြစ်တဲ့အတွက်သူ့ရဲ့အဖြေက23ဒသမ5အဲ့ဒါကိုပေါင်းလိုက်ပြီဆိုတော့1 cm ပေါင်းလိုက်ပြီဆိုတော့24ဒသမ5 နော်ပြီးရင်ခါကျ F ကနှုတ်မှာဖြစ်တဲ့အတွက်နော် 1cm နှုတ်မယ်ဆိုလို့ရှိရင်20နဲ့နိဒသမ5နော်အဲ့လိုမျိုးလေးရပါပြီရတော့ပြီဆိုရင်နောက်တစ်ခုကဗာကြံသေးလဲဆိုလို့ရှိရင်အမတို့ပခုံးတော့ဟစာရှာရမယ်နော်ပခုံးတော့ဘလောက်ဟမှာလဲဆိုတဲ့အဖြေကိုရှာကြည့်လို့ရှိလို့ရှိရင်အမတို့ကရင်ပက်လေနော်ခုနကရင်ပက်လေတဲ့ကရင်ပက်လေ80လေး80လေးရနေပြီးတော့ရင်ပေါ်ပက်လေ ရင်ပေါ်ပတ်လဲကဘယ်လောက်လဲဆိုတော့အမရဲ့ရင်ပေါ်ပတ်လဲကရင်ပေါ်ပတ်လဲက80နော်80ကိုနှုတ်လိုက်လို့ရှိလို့ရှင်၄ကျင်းနဲ့နော်ကျင်းနဲ့ရလာတဲ့ကျင်းနဲ့ဥစ္စာကိုတဝက်ဝက်မယ်အစားနှစ်ညာချင်းအဲ့တော့နှစ်ကျင်းနဲ့အဲ့ဒါကမတို့ရဲ့ပခုံးတောက်ဟစာရမယ်နော်အဲ့ဆိုလို့ရှင်ဒါတက်နီးဟွာလေးတွေနော်အဖြေလေးတွေရလာပြီအဲ့ခါကျတော့မှမတို့ကတက်တန်ဆွဲမယ် အဆွဲခင်ကိုနောက်တစ်ခုကမလွတ်မှလဲဆိုလို့ရှိရင်တချိုးဟာလေးတွေဝဲဝဲရမယ်အဖြေလေးတွေရှိတယ်။တဝဲဝဲရမှဆိုဒီမှာအတိုင်းတာလေးကိုကြည့်လိုက်မယ်။အမတို့အတိုင်းတာလေးတိုင်းတော့ကရင်းကွာရင်းကွာဆိုလို့ရှိရင်ဆက်ရှိရှိရဲဆက်ရှိရှိရဲခါကြတော့အမတို့ကတန်ပေါ်မှာဆိုလို့ရှိရင်ဒါကိုတဝဲဝဲရမယ်သူ့ရဲ့တဝက်ကကိုးနော်အသားလေးအမှချရေးထားလိုက်။နော်ဒီနားမှာတခါတည်းတဝဲဝဲထားလိုက်တော့ဆိုတော့ဆွဲနေနေအမတို့ပြန်ဝဲနေခါကြရင်လေဟိုရှုပ်တယ်ကွာ။တခါတည်းတန်းမှတ်ထားတော့အဲ့အချိန်နဲ့တန်းပြီးတော့ရေးချလိုက်ရုံနဲ့နော်။အဲ့တော့မှအဲ့လိုမျိုးလေးတွေရင်းကွာရင်းကွာဆိုလို့ရှိရင်ဆက်ရှိဆိုလို့ရှိရင်ကိုး နောက်ကရှင်းရင်ကျဲဒါလည်းတဝက်ဝက်ရမယ်ရှင်းရင်ကျဲကအမ32ရတယ်32ရတယ်လို့သူ့တဝက်က16နော်အဲ့ဒါမျိုးလေးဝက်ထားနောက်ပခုံးပခုံးဆိုလဲတန်တန်ဆိုရင်တဝက်ဝက်ရမယ်ပခုံးက38ရတယ်ဆိုရင်သူ့ရဲ့တဝက်က19နော်အဲနောက်တစ်ခါနောက်ကြောကျင်နောက်ကြောကျင်လည်းတဝက်နော်အဲ့လိုမျိုးအခြေအနေတွေလုံထားလိုက်တယ်ဒီရခါကျရင်အမတို့ဂျိုင်းတို့လက်ဝတို့မှာပေါင်းရမယ့်ဟာလေးတိုင်းဆိုလို့ရှိလို့ရှိရင်ပုံမှန်မတို့3ဆင်ရပေါင်းပေးရမယ်။เนาะလက်ရင်းဝလည်း3ဆင်ရပေါင်းပေးရမယ်ဒီနှစ်ခု။เนาะအဲ့တော့ မမတို့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တခါတည်းပေါင်းတဲ့ဖြေလေးပေါ့30ခွန်ကို3နဲ့ပေါင်းတော့ဘယ်လောက်ရလဲ40 40ရရဆိုတခါတည်း40တန်းမှတ်ထားနိုင်တယ်30ခွန်ကို3ပေါင်းမယ်ဆိုလို့ရှိရင်ဘယ်လောက်ရလဲ30เนาะ30လေးမှတ်ထားနိုင်တယ်လက်ဝလက်ဝတွေကြတော့เนาะဒီလက်ဝတက်လေတွေအားလုံးမမတို့ကအဲတူးစီယံစီပေါင်းသွားမယ်เนาะဒါကတော့ဒီဒီတူးတွေကကြတော့သူကခောက်စာတွေပေါ့ရှေ့မှာခောက်စာတွေထည့်မှာမလို့လေအဲခောက်စာတွေကကြတော့2 2ပဲပေါင်းပေါင်း3ပဲပေါင်းပေါင်းပေါ့ကွာเนาะ3လောက်ပေါင်းတာကောင်းပါတယ် အဲ့ဒါတွေ3လောက်ပေါင်းတာကောင်းတယ်လက်ဝတွေကြတော့လက်ဝဥမာမတို့ဒီလိုလေလက်ဝပတ်လဲလေလက်မောင်းတဝက်ပတ်လဲတို့ဟာတရောင်စစ်ပတ်လဲတို့လက်စကပတ်လဲလက်ကဝက်ပတ်လဲအဲ့ဒါတွေအကုန်လုံးကိုသူးပြန်ပေါင်းမယ်အဲ့မှတ်ချက်ကလေးတွေရေးထားမယ်နော်ပေါင်းလို့ရှိလို့ရှိရင်မတို့ပေါင်းရမယ့်ဟာလေးတွေမထည့်လိုက်လို့ရှိရင်လက်ကကျက်သွားလိမ့်မယ်နော်ခုတိုင်းထားတဲ့ဖြေတိုင်းတိတိကျကျတည်းရသွားလိမ့်မယ်ပေါ့နော်မတို့ကနည်းနည်းချက်ချင်းကြည့်ကြလေးပေါ့ခြောက်ခံကြည့်ကြလေးနည်းနည်းသူးပြန်ပေါင်းပေးထားတာနော်အဲ့တော့ဒီ20လေးကိုရှင်းမယ်လို့ထင်ပါတယ်နော်ရှင်းမယ်ဆိုလို့ရှိရင်မတို့အဲ့ဒါကိုပတ်တန်ဆွဲကြအောင်နော်